ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မင်္ဂလာပါရှင်။စောင်းပါရှင်စကော်ပီယိုရေးသားထားတဲ့စစ်ဆောင်ရင်ငလင်ဘေးတင့်ခဲ့သူများဆိုတဲ့စောင်းပါကိုဇမွန်ကပြောပြချင်ပါတယ်။သခိုင်းငလင်ကြီးကြောင့်ပျို့ပြတ်ထားတဲ့မန္တလေးတနေရာကဖျားပြို့ဖျားပြက်တွေရဲ့အစွန်မှာ ယာကြီးထိုးထားတဲ့မိုးကတဲတန်းလေးတစ်ခု ရှိပါတယ်။မိုးကတဲတန်းရဲ့အစွန်းမှာတော့အမိုးအကာတွေစုပ်ပြဲပြီးရိုင်နေနေတဲ့လက်တုံးလှဲလေးတစ်စီးရထားတာကိုတွေ့ရပါတယ်။လက်တုံးလှဲလေးထိတ်ကဆိုင်းပုံလေးမှာတော့ဗမော်သူဆိုတဲ့စာလေးရေးထိုးထားတာပါ။ဈေးရောက်တာမှတပတ်ပဲရှိသေးတယ်။ငလင်းနဲ့တိုးတာလို့အသက်30ကျော်အရွယ်မတ်တီရီကပြောပါတယ်။မတ်တီရီဆိုတဲ့နာမည်ကတော့လုံချုံရေးအရအမည်လွှဲဖော်ပြထားတဲ့နာမည်ပါ။ သူမကလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ကချင်ပြည်နယ်ဗမော်မြို့နယ်ကပါတိုက်ပွဲတွေကြောင်းဆက်နေထိုင်ဖို့ဘလို့မှမဖြစ်တော့တဲ့အတွက်ဒီ2025နှစ်စံပိုင်းကမန္တလေးကိုပြောင်းလာခဲ့ကြတာဖြစ်ပါတယ်။ပြောင်းရွှေ့တော့အိမ်ထောင်ပရိဘောဂတွေအိုးခွက်တွေက အစရသလောက်တည်လာခဲ့တယ်။လမ်းမှာဇရိပ်ပြတ်တော့ရသလောက်ဈေးနဲ့ရောင်းချပြီးခရီးဆက်ခဲ့ရတယ်လို့မတ်တီရီကပြောပါတယ်။သူတို့မန္တလေးရောက်တော့ အသည့်ဖုံးတော်ကြီးအကြောင်းတကြောင်းမှာဝင်းခိုးကတ်နေကြရပါတယ်။ ။နောက်ပြီးအဲ့ဒီဖုန်းကြီးကြောင်းမှာပဲမတ်တီရီတို့လိုဗမော်ဘက်ကနေလာရောက်ဆွတ်ဆောင်ကြတဲ့သူတွေနဲ့ပါ ဆုံကြရပြန်ပါတယ်။မတ်တီရီတို့အလုတ်တစ်ခုခုလုပ်ဖို့ကြိုးစားပေမဲ့မန္တလေးကလမ်းတွေမကျွမ်းကျင်တာကြောင့်အလုတ်ထွက်လုပ်ဖို့ရာအဆင်မပြေခဲ့ပါဘူး။ရှိတာလေးထုခွဲရောင်းချရင်နေလာလိုက်တာမှာမတ်လအထဲထိရောက်လာခဲ့တာဖြစ်ပါတယ်။မတ်လတတိယပတ်ထဲမှာမတ်တီရီတို့တွေစုပေါင်းပြီးလမ်းဘေးစားတောက်ဆန်လေးတစ်ဆိုင်ဖွင့်ဖို့ကြိုးစားကြပါတယ်။ အဲ့ဒီထဲမှာမတ်တီရီကတော့အဓိကပေါ့အိုးခွက်ပကံတွေဝဲရတယ်လှေးရိုက်ရတယ်ရှိသမျှပတ်စံကုန်တာပဲထမင်းကြော်တို့ငါးပေါင်းတို့အေးတို့ရောင်းတယ်စရောင်းခါစားဆိုတော့တိတ်မရောင်းရသေးဘူးလိမ့်ဖဲလိမ့်ဖဲနဲ့ရောင်းနေတုန်းတပတ်လောက်မှပဲမတ်လ28ရက်နေ့ကသခိုင်းငလင်ကြီးလှုပ်ခါရမ်းပါတော့တယ်မတ်တီရီတို့ဆိုင်လေးလဲရမ်းခါသွားတာပေါ့ပကံတွေရောအေးခွက်တွေပါရစရာမရှိအောင်ကွဲခဲ့ပါတယ်ခြေထောက်တွေလဲဖန်ခွဲစားတွေထိပ်ပြီး ဒဏ်ရာရခဲ့တာပါငလင်းလှုပ်တဲ့အချိန်ဖုံးကြီးကြောင်တိန်ကြောင်နာပြေးရှောင်တဲ့မတ်တီရီတို့အဖွဲ့တွေက အသက်85နှစ်အရွယ်ဆက်ဆောင်အဖိုးအိုတူလေးကြောင်ပြူလို့တိမ့်ပါခဲ့ရပါတယ်သူ့ဇနီးတဲ့အဖွားအိုကနှလုံးရောဂါသည်မို့မတ်တီရီတို့တွေအဖိုးရဲ့ဖြစ်စဉ်ကိုမပြောပြရဲကြပါဘူးကြောင်ပေါ်မှာအိတ်နေတယ်လို့ညာကြတယ်နောက်ဆုံးမြေချတော့မှမဖြစ်မနေမို့ဖွင့်ပြောလိုက်ရပါတယ်ဆက်ဆောင် အဖွားအိုမယ်ရင်ကွဲခဲ့ရတာပေါ့ ငလင်းကြောင့်မက်သီရီတို့ယာယီနေတဲ့ကျောင်းကြီးပါပြိုသွားတာကြောင့်ကျောင်းအမိုက်ပုံကြီးနာသွားနေရပါတယ်။ငလင်းလှုပ်ပြီးမကြခင်မိုးတွေလည်းရွာတော့တော်တော်လေးဒုက္ခရောက်ခဲ့ကြရတာပါ။ဒါအပြင်အမိုက်ပုံနာနေကြရပြီးအိမ်သာပါမရှိတော့ဝမ်းပြက်ဝမ်းရှော့တွေလည်းဖြစ်ခဲ့ကြရလို့စစ်ဆောင်တွေကရင်ဖွင့်ပါတယ်။ဆေးဝယ်ဖို့တောင်ပတ်စံမရှိဘူးလို့စစ်ဆောင်အမျိုးသမီးတဦးကပြောပြတာပါ။ဒါနဲ့နောက်ဆုံးတော့မက်သီရီတို့စစ်ဆောင်တွေကျောင်းဝင်းထဲမှာယာယီတဲထိုးဖို့ပြင်ကြပါတယ်။ ရက်ဝေးရက်နေလာလူရာနေနေရဲ့အတူနေစစ်ဆောင်မိသားစုတွေမှာရှိတဲ့ငွေလေးရဲ့စုပေါင်းပြီးမိုးကာရီဝဲဝလုံးတွေဝဲပြီးယာကြီးတဲထိုးကြပါတယ်ဝါတလုံး9000တိုင်တလုံး6000ထရံတစ်ချက်4000ခွဲနဲ့ယာကြီးတဲတန်းလေးဟာတိမ့်ချီကုန်ကြခဲ့တယ်လို့ပြောပြတာပါမတ်တီရီတို့လိုပဲစစ်ဆောင်ရင်ငလင်နဲ့တဲ့တဲ့တိုးပြီးထိခိုက်ဒေဆုံးသူတွေမန္တလေးနဲ့စကိုင်းမှာအများအပြားရှိနေပါတယ်ထောင်ထဲချီတဲ့ဒေဆုံးသူတွေထဲမှာ စကိုင်းမန္တလေးနဲ့ရှမ်းမြောက်ကစစ်ဆောင်တွေလည်းပါတယ်လို့ကုညီရေးလောက်ကင်သူတွေကပြောပါတယ်စစ်ဆောင်တွေဟာရက်ွက်စရင်ထဲမပါတာကြောင့်ငလင်ဘေးတင်ပြည်သူတွေကိုလာလှူရင်မရဘူးလို့သိရပါတယ်မတ်တီရီတို့ကို ဖုန်းကြီးကအလုတ်ကလေးရပါစေဆိုပြီးပြိုကျသွားတဲ့အုတ်ချက်တွေကအင်းကလေးတွေကိုတခဲတရာနှုံးနဲ့ခွာခိုင်းတယ်ဒါပေမဲ့မတ်တီရီတို့မယူကြပါဘူးနေစရာပေးထားတာတောင်လွန်လှပြီလို့စစ်ဆောင်တွေကပြောပြပါဗျာ မြန်မာနိုင်ငံမှာငလင်ကြီးမှလုတ်ခတ်ခင်ကတော့လူဦးရေ16.9တန်းဟာလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေရှိနေခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံအိုချာကဆိုပါတယ်အခုတော့ဘေးအန္တရာယ်ကြောင့်နောက်ထပ်လူဦးရေ2တန်းကျော်ဟာအကျက်အတဲနဲ့ရင်ဆိုင်နေရတာပါငလင်ဘေးအထူးခိုက်ဆုံးဒေသတွေမှာရှိတဲ့လူဦးရေ6.3တန်းဟာအခုအညီတွေနဲ့ကာကွယ်စောင့်ရှောက်ပေးမှုတွေအရေးတကြီးလိုအပ်နေတယ်လို့အိုချာကထုတ်ပြန်ပါတယ် လလင်းလှုပ်ပြီးတာတလကျော်ခဲ့ပေမဲ့သူတို့တွေဟာကြောက်တဲ့စိတ်မပြောက်ကြသေးပါဘူးပိုပြီးဆိုတာကတော့တဒတ်ဦးလေးစိတ်ကနေလဲစစ်ကောင်စီရဲ့လေရင်တွေကမကြခဏပြန်တက်နေတာကြောင့်စစ်ရှောင်လာတဲ့ကလေးငယ်တွေဟာကြောက်လန့်ပြီးနေနေကြရတယ်လို့ရှင်ဖွင့်ပြောပြခဲ့ကြပါတယ်ရှင်ငလင်ဘေးသင့်ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ။ဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့ 3မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်